န့်အောင်ရှန်နဲ့ကန်ဆက်တဲ့ကလေးလေးရဲ့နောက်ကြောင်းကိုမမေခိုင်ထုတ်ဖော်ပြောလာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရီမကြခင်ရပိုင်းကထန့်အောင်ရှန်တရားစုပြကန်ကလေးလေးကိုကေတင်ပေးခဲ့တာအားလုံးသိကြမှာပါပရိသတ်တရားတော့စုပြကန်ကလေးလေးကိုတနာနေခဲ့ကြသလိုကလေးနဲ့ထန့်အောင်ရှန်ရဲ့ကြားကတန်ရုံးစင်ကိုခြေပေးမြားသူတိုင်းဝန်းနေမြည်ရေးကြခဲ့တာလေးဖြစ်ပါရီကလေးငယ်ငယ်လေးကမွေးကင်းစားကလေးမဟုတ်ပဲအနေနဲ့တိတက်တဲ့အရွယ်လေးမလို့ခုလိုစုပြခင်ရတာကိုသိပြီး စိတ်တရားရနေမှာကိုအလုံးကစိုးရိမ်နေကြတာပါ။ကြီးမိကြတဲ့ပြည်သူတွေကတော့ဘလို့ချင်းနေပဲဖြစ်ဖြစ်တနာစရာကလေးငယ်လေးကိုမိဘရှိခွေမှာပြန်နေစီချင်းကြတာအသိကြပါပဲ။မတိတတ်တဲ့ရွယ်မှာစွပြစ်ခင်ရနဲ့အခုလိုတိတတ်တဲ့ရွယ်လေးမှာစွပြစ်ခင်ရတာကလေးတွေစိတ်တရားဖြစ်နေမှာကိုတွေးပြီးတော့အလုံးကစိတ်မကောင်းဖြစ်နေကြရလဲဖြစ်ပါလိမ့်။ခိုင်နေဝေကကလေးတွေကိုအကောင်အဆောပြုစုဆောက်ရှောက်တဲ့နေရာမှာနမဲကြီးတာမလို့ကလေးလေးကောက်ကောက်မွန်မွန်နဲ့နေထိုင်ခွင့်ရမှသိပေမယ့်ဘလို့ပဲဖြစ်ဖြစ်မိဘရင်ရှိခွင့်မှနေတာအကောင်းဆုံးမလို့ ကလေးငယ်လေးတဲ့ဝိုင်းပြီးတော့ဆူတောင်းပေးနေကြတာပါပရိသတ်တွေကြမှာကလေးငယ်လေးကဘလို့ကြောင့်ဆုပ်ပြခင်ရလဲဆိုတာကိုဇဝေဇဝါဖြစ်နေတာမလို့ခန်းနီဝေကကလေးငယ်လေးကြောင့်ကိုထုတ်ပေါ်ပြောလာခဲ့ပြီးလည်းဖြစ်ပါတယ်ဆုကေခင်ရတဲ့ကလေးငယ်လေးရဲ့တည်င်းကိုလိုင်းပေါ်မှာတွေ့တွေ့ကြမှာပဲမိခင်ဖြစ်သူကခန်းနီဝေစီကိုဆက်သွယ်လာခဲ့တာလည်းဖြစ်ပါတယ်ဆုပ်ပြခင်ကလေးငယ်လေးကိုမိခင်ဖြစ်သူကမလို့ချင်းလို့ဆုပ်ပြလိုက်တာမဟုတ်ပါဘူးမိခင်ဖြစ်သူဟာတားဖြစ်သူကိုစွပစ်ဖို့စိတ်ကူးလို့ဝမရှိပေမဲ့အဖေဆိုရင်အရေးချုံဖခင်ဟာမိခင်မသိအောင်စွပစ်ခဲ့တာလေးဖြစ်ပါတယ် ထိုင်ခင်ဆိုသူကတော့လင်းမယားချင်းစကားများရာကနေကလေးကိုမိခင်မသိအောင်ခိုးပြီးတော့ဆုပ်ပြခဲ့တာပါ။ဒါမဲ့စကားများရံဖြစ်ကြတာအိမ်အောင်တဲ့တိုင်းဖြစ်ကြတာမျိုးပါပဲ။လင်းနဲ့မယားရှာနေသွားဆိုသလိုပါပဲ။ရံဖြစ်တာကထူဆန်းမဟုတ်ပေမဲ့ဖခင်ဖြစ်သူရဲ့အတွေးခေါ်ကထူဆန်းဖြစ်ခဲ့တယ်လို့လူမဆန်အောင်ဖြစ်နေကြတာပါ။လင်းမယားချင်းစကားပြောပြီးတော့ရံဖြစ်ရာကနေဖခင်ဖြစ်သူကကလေးကိုခေါ်ပြီးတော့လမ်းထွက်လာခဲ့တာလည်းဖြစ်ပါရဲ့။မိခင်ဖြစ်သူကတော့တာဖာနေရအပြင်ထွက်ပြီးတော့လမ်းလျှောက်တာထင်ခဲ့ပေမဲ့ဖခင်ဖြစ်သူကကလေးကို မဟာဝိဇ္ဇာဘုရားပေါ်မှာရဲရဲဆက်ဆက်ဆုံးပြလိုက်တာလည်းဖြစ်ပါရီဖခင်ဖြစ်သူရဲ့လုံရက်ကတော့ကြားရတာနဲ့တည်းဖခင်မြတ်တာမရှိတာအတိုင်းသားသိမြင်ရပါရီဘလောက်ပဲခက်ခဲရှိရှိကိုယ့်ရဲ့သေးသောကိုလလုဆပွဲဆွတ်ပြဖို့ဆိုတာမိဘတိုင်းရဲ့အတွေ့အမှမရှိကြပါဘူးအခက်ခဲတွေဘလောက်များများရင်ဆိုင်ပြီးတော့အကောင်းဆုံးမွေးမြူတဲ့ကြပါမိကလေးငယ်လေးရဲ့ဖခင်ကတော့အခက်ခဲရှိလို့ဆွတ်ပြတာတဲ့ဖခင်မြတ်တာခံပါတယ်လို့လူစိမ့်မရှိလို့အခုလိုလုံရက်ကိုလုတ်ကင်ခဲ့တာလည်းဖြစ်ပါရီမကောင်းတဲ့ဖခင်ကတော့ ကလေးကိုစွန့်ပြစ်ပေးရတဲ့သူအမှုဘက်မှာဆိုလို့ရှောင်တိန်နေတယ်လို့လည်းသိရပါတယ်။မိခင်ဖြစ်သူကတော့ဒါလေးပြောက်လို့ဖိရှားမလဲမသိဘဲနဲ့ဝန်းနေနေကြရပေမဲ့ကံကောင်းကျင်တော့အင်တာဗျူးတွေကြည့်ပြီးတော့ကလေးကိုအမြန်ရှာတွေ့နိုင်ကြတာလည်းဖြစ်ပါတယ်။ကလေးရဲ့မိခင်ဖြစ်သူကတော့ခန်းနေဝေကိုဆက်သွယ်ပြီးတော့ကလေးကိုသူ့ရဲ့ကွင်းနဲ့ပြန်လဲခေါ်ယူလိုက်ပြီးလည်းဖြစ်ပါတယ်။သူအမားမဟုတ်ပေမယ့်ပြန်ပေးရတဲ့ကိုညီသူစိတ်ကျဉ်တဲ့အောင်ရမီရဖရရဲ့ရှေ့မှာပဲလက်မှတ်ထိုးပြီးတော့ကလေးလေးကိုပြန်လဲခေါ်ယူလိုက်ပြီးလည်းဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့သားလေးကိုမချစ်မဲ့ပင်နဲ့ပြန်ရလိုက်လို့ဝန်းနေဝန်းသာဖြစ်ပြီးလည်းဖြစ်နေပါတယ်။ မကောင်းတဲ့ယောက်ျားဖြစ်သူရဲ့လူရဲ့ကြောင့်တာလီနဲ့ရှင်ခွဲကိုရမလို့ဖြစ်ခဲ့ပေမယ့်ကံကောင်းခြင်းတော့တာလီကိုပြန်လိုက်တာမလို့ပီတိဖြစ်နေရလဲဖြစ်ပါရဲ့ခိုင်နေဝေကလည်းကလေးရဲ့မိခင်အခုလိုပေါ်လာတာကိုပဲဝမ်းသာနေမှာအသေးစားပါပဲသူကမိဘမိတ်ကရာတီထောင်ထားပေမယ့်ကလေးတွေကိုမိဘမိတ်ဆိုတဲ့နာမည်အောင်မှမရောက်စေချင်တဲ့လူတယောက်မို့အခုလိုမိဘရင်းနဲ့ကလေးကိုစွန့်စည်းဝင်ပေးတာကိုသူ့အနေနဲ့ဝမ်းသာပီတိဖြစ်နေရလဲဖြစ်ပါရဲ့ ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားပဲတရင်ကြောင်ရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်ရဲ့စိတ်ဝင်စားစရာအကောင်းနဲ့တရင်ကြောင်ရတဲ့ကိုချိန်နေပြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှကြည့်ရှုအားပေးကြပါအောင်ရှင်